တနင်္သာရီတိုင်းဘေးခရိုင်ထမ်းမြမနယ်စပ်ကိုသွေးမြို့မောတောင်ကိုကရင်လေကရင်မြို့သားလွန်မြောက်တပ်မတော်ဦးဆောင်တဲ့တွန်လိုင်းတပ်ပေါင်းစုကနိုဝင်ဘာ14ရက်မနေ့ပိုင်းမှာအပြည့်တစ်ပက်လိုက်ပြီလို့ကရင်ယူဘေးဒဝဲခရိုင်တွင်မူဘရိုဆော့အန်နာကပြောပါတယ်။သူ့ရဲ့ဆက်တိုက်ပွဲပြစ်ထန်ပြီးတဲ့နောက်14ရက်မနေ့ပိုင်းမှာစစ်ကောင်စီတပ်သား60ဆက်ကစခန်းဆော့ခွာပြီးထိုင်းဖက်ထွက်ပြေးသွားတယ်။လက်ဆက်ကြော်ကိုသုတ်ပန်းအဖြစ်ဖမ်းမိတယ်။တရား20မှာမှာနှစ်လက်ပါဝင်လက်လက်များစွာသိမိတယ်လို့ဘယ်လိုဆိုအနာကဘီရင်ကိုပြောပါလဲ မွန်တော်မြို့မွန်တော်နယ်စစ်တပ်စခါမှာကျွန်တော်တို့က7လပိုင်း7ရက်စောစောကိုကျွန်တော်တို့သိပိုက်လို့ရပြီเนาะအဲ့ဒီစတိုက်တာက7ရက်ဘောเนาะ9ရက်ညာ9ရက်အတွင်းသိပိုက်လို့ရတယ်ဘောเนาะဒီမွန်တော်ဆိုတာကအရေက KNU ရဲ့ ပေဒိုရခရိုင်ဒီနေ့တိုင်မြို့နယ်ဌာနချုပ်ဖြစ်တဲ့1990မှာစေအနာရှိသူစီသိပြီးတော့ကျွန်တော်တို့ကလက်လွတ်ရတာပေါ့နော်အခုကတော့မတော်မြို့တစ်ခုလုံးနဲ့ဇာတ်တစ်ခုလုံးကတော့ကျွန်တော်တို့လက်ထက်မှာရောက်ပြီပြီးတော့အဲ့ဒီကျွန်တော်တို့ကဖားမိတဲ့စစ်သုံးပါးက52ယောက်ရှိတယ်ဟုတ်ကဲ့ပြီးတော့လက်နဲ့ကြီး တရားနစ်ဆက်မမနဲ့လက်ရတဲ့အဲ့ဒီမိပြည်တဲ့ဆက်လပိုက်ပိုက်လက်လက်ရတဲ့ပြီးတော့ကြည်လက်ပြီးတော့အများအပြားရတာပေါ့နော်ဖီမီလန်လေးတွေထမတရား20မမအမြောက်ကြီး2လက်ပိုက်ဖိုက်တလက်60မမ3လက်အာဘီဂျီ2လက်ငချင်းမီတလက် အမေ1 5လက် အမေ2 5လက် အမေ3 6လက်အမေ4 2လက် ် MSG တလက် AK47 တလက်ကာဘိုင်း3လက် G3 4လက် Uzi တလက် Pistol တလက် Colloji 4လက် Jumper အကြီးတလို့ပါဝင်လက်နဲ့မျိုးစု50ကျော်နဲ့ခရမ်းများစွာသိမ်းမိတာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်ဒီစစ်စင်ရေကိုကင်လေတက်မလေးလောက်ခံတိုင်းရင်းတွေဖြစ်တဲ့တိုင်းရင်း203တိုင်းရင်း71တိုင်းရင်း72ကင်ဒီယိုတိုင်းရခွန် KTLA ဒီသက်ခံစစ်ကြောင်းနဲ့မဟာမိတ်တွေဖြစ်တဲ့ PPLA FFD တနေ့တည်းမြို့နယ်ပတ်ကဖဒေသခံ PDF တိုင်းရင်းတွေပူးပေါင်းဆောင်ရွက်တယ်လို့သိရပါတယ်။မောရောင်ကိုသွေးကေဟာဗိဒိတမအရေးပါဆိုကိုသွေးစခန်းကြီးဖြစ်တယ်လို့တနေ့တည်းတိုင်းတွေပထမဆိုးမြို့သေးတိုက်ပွဲလည်းဖြစ်ပါတယ်။မော်ဘီနယ်ရေးမြို့နယ်မြောက်ပိုင်းကနေကမော့ရွာနီစစ်ကြောင်းထိုးလာတဲ့စစ်ကောင်တပ်ကိုတော်လိုင်းတက်ကဂျပ်ဖြတ်တက်ရမှာစစ်သားတအူးတည်နှစ်ဦးတန်ရတယ်လို့မော်ဘီတော်လိုင်းတက် ် MSRF ကသတင်းထုတ်ပြန်ပါတယ်။နိုဝါ7ရက်မနေ့ဆန်နိုင်ခမ်းမှာတကြီး7နိုင်ခမ်းမှာတကြီး2ကြီးတိုက်ပွဲဖြစ်ပြီးစစ်သား2ဦးသေနေဦးတန်အရတော်လိုင်းတိုက်ရိုက်ဖက်ကထိခိုက်မှုရှိပြန်ခွာနိုင်ခဲ့လို့ဆိုပါတယ်။နေပြည်တော်အော်တိုရာ3တက္ကိုမြို့နယ်ရှိရတနာမြေအခြေပြုလွချွေးကင်းစခန်းကိုတော်လိုင်းတိုက်ရိုက်ကဝင်ရောက်တိုက်ခိုက်စီးနှင်ခဲ့တယ်လို့ပြည်သူ့လွန်မြောက်ရေးတပ်မတော် PLA ကသတင်းထုတ်ပြန်ပါတယ်။ နိုဝါဆနဲ့ညနေဘက်မှာဝင်ရောက်စီးနင်းလာဖြစ်ပြီးစစ်ကောင်စီတပ်ကစစ်ကြောင်းသို့ကြောင်းနဲ့ဒေသတွင်းနယ်မြေရှင်းလင်းရေးလုပ်နေစဉ်မှာကိုနောက်တန်းကစစ်ကောင်စီစခန်းကိုဝင်တိုက်ခတ်တယ်လို့ဆိုပါတယ်နိုဝင်ဘာဆနဲ့နဲ့ဆက်သုံးမှာနှစ်ကြိမ်ဝင်ရောက်စီးနင်းလာဖြစ်ပြီးဒုတိယကြိမ်မှာစခန်းတစ်ခုလုံးကို ရှင်းလင်းနိုင်ခဲ့တယ်ခရရနဲ့စေသောဆောင်ပစ္စည်းတချို့သိမ်းမိတာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်တဟာနေပြည်တော်အနီးကအမြန်လန်းမတည့်မှနှစ်သူကိုရှိစစ်ကောင်စီလေးက ဒေါက်တာစခန်းကို PDF တိုင်ရင်ရှေ့ရတော့ကနိုဝင်ဘာ7မှာဝင်ရောက်တက်ခတ်ပြီးတဲ့နောက်စက်တိုက်ထွက်ပေါ်လာတဲ့စစ်ကောက်စီဌာနချုပ်နေပြည်တော်ဝန်ကြီးကတိုက်ပွဲသတင်းလေးဖြစ်ပါတယ်။လော်ရှိုးဒီဘောပြည်ထောင်စုလမ်းမကြီးကနေနိုဝင်ဘာ20နောက်ဆုံးထားပြီး MNDA ကုတ်ကတ်တပ်တွေပြန်ဆိုးပေးရမယ်လို့စစ်ကောက်စီကဖိအားပေးတဲ့အတွက်စစ်ကောက်စီနဲ့ MNDA ကုတ်ကတ်တပ်ကြားအခြေအနေတင်းမာနေတယ်လို့ရွှေပြည်မြေကဖော်ပြပါတယ်။ ဒီမှာ၁၇ရက်ကလာရှုမြို့စင်နကဟိုတယ်မှာကျင်းပတဲ့ MNDA နဲ့စစ်ကောင်စီတပ်ကိုယ်စားလှယ်တွေဆွေးနွေးစဉ်စစ်တပ်ဘက်ကဒီလိုတောင်းဆိုလာလို့ဆိုပါတယ်။ဒါကိုအခုကပ်ဘက်ကလက်မခံတဲ့အတွက်စီးရဲအခြေအနေတင်းမာလာတာဖြစ်တယ်လို့စစ်ဖက်သတင်းရက်ွက်တွေကပြောပါတယ်။အခုလောလောဆယ်မှာကိုလာရှုမြို့ပြင်နားရှိဟိုရရွာမှာစစ်ကောင်စီတပ်နဲ့ MNDA ကြားစီးရဲတင်းမာနေပြီးတီဘောတရားပေါ်ဖျက်သားခွေကိုစစ်တပ်နဲ့ MNDA ကတရားတစ်ဖက်ရှက်စီမှာအပြန်အလှန်ပိတ်ထားတဲ့အတွက် ။ရာနဲ့ချီတဲ့ခရီးသည်ကားတွေပြိမိနေတယ်လို့သိရပါတယ်။နောက်ချိုကနေဒီဘော်ဒီသိပ်ပိုက်ပြီးတဲ့နောက်မန္တလေးဒီဘော်ပြည်ထောင်စုလမ်းကိုစစ်ကောင်စီကထိချုပ်ထားနိုင်ပြီဖြစ်ပေမဲ့ဒီဘော်လာရှုပ်ပြည်ထောင်စုလမ်းကိုတော့ကုတ်ကတ်တက်ကထိချုပ်ထားဆဲဖြစ်တာကြောင့်စစ်တပ်ကအခုလိုတောင်းဆိုရကနေစီးရီးတင်မှမှုဖြစ်လာတာလို့ဖော်ပြထားပါတယ်ခင်ဗျာ။